ပါသောဝါနာရှင်ညီကိုမော်တော်များလုံးပဲမင်္ဂလာမနက်ခင်ဗျာခင်ဗျာဂျွန်လ16ရက်နေ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်သူတွေကတော့စောစီကြည့်ရမှာဖြစ်ပါတယ် ်ကေဖရောင်းဒင်းဘုတ်ကိုတော့ဒေးဗစ်အွန်စတိန်ပြောပြထားတဲ့အာဆင်နယ်တို့ရဲ့နောက်ဆုံးရအပြောင်းအလဲလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့စူးစီးပြီးဖော်ပြပေးတော့ပါပါအွန်စတိန်ကတော့တပတ်တစ်ခါလောက်တော့အာဆင်နယ်သတင်းနဲ့ပတ်သက်ရင်သူဟာနောက်ဆုံးရအနေထားမျိုးနဲ့စူးစီးပြီးဖော်ပြလိမ့်ရှိတယ်ကျွန်တော်ဘောလုံးလောကမှာဆိုရင်တော့ရိုမန်နိုအွန်စတိန်နိုဆိုတာတကယ်ကို finalist တီးကြတဲ့သတင်းထောက်တွေအဖြစ် role တစ်ခုမှာတင်ထားပါဗောလေအဲသူတို့သတင်းတွေဆိုကျွန်တော်ဦးစားပေးပြီးဖော်ပြလိမ့်ရှိရယ်ကဲပထမဆုံးအနေနဲ့ Sasco နဲ့ Beta Yokeret တို့ကတော့ Arsenal အသင်းရဲ့ number 1တိုက်စစ်မှုအဖြစ်ရှိတယ် လက်ရှိအချိန်ထိတော့ဒီကစားမိုင်းနဲ့ပတ်သက်ပြီးအာဆီနယ်နဲ့ဂျားနယ်မှာတည်င်းအသစ်တော်သူမရထားသေးဆိုပြောပါရတယ်။တောမတ်ပါတီရဲ့စာချုပ်တိကိစ္စတော့အသင်းနဲ့ဆွေးနွေးနေတဲ့ဖြစ်ပြီးအသင်းဘက်ကဘာမှတရားဝင်ချပြတ်ထားတာမရှိဆိုပြီးဖော်ပြသွားရတယ်။ဒုတိယမြောက်တည်င်းကြလို့ရှိတော့တောမတ်ပါတီတည်င်းကိုကျွန်တော်တီးတန့်ပြောပြယူမယ်။အဲ့တော့နောက်တစ်ချက်ကကျတော့တောင်မန်တိုက်စစ်နေရာတွေအာဆီနယ်တို့ကရိုဒရီဂိုနဲ့ဂေါ်ဒွန်တို့ကိုစိတ်ဝင်စားနေတယ်။ပထမတော့နီကိုဝီလျံကိုလိုက်ခဲ့ပြီးမဲ့လက်ရှိအချိန်မှာတော့နီကိုဝီလျံနဲ့ပတ်သက်ပြီးတော့သွေးအေးသွားခဲ့ပြီဆိုပြီးသူကပြောသွားတယ်။သွေးမအေးလို့လည်းမရတော့ဘူး။ ဟိုဘက်ကဘာစီလိုနာကိုရောက်ဖို့ခြေတလန်းနင်းပြီးသွားပြီအဲ့တော့အာဆင်နယ်တို့မေးလိုက်လို့ရပြီနောက်တစ်ခုကကျတော့ဒါအာဆင်နယ်အနေနဲ့နောက်ခံလူတဦးကိုခေါ်ဦးခြင်းနဲ့မတ်ဂွီဟီကိုသဘောကျတယ်ခရစ်စတယ်ပဲလီအသင်းရဲ့နောက်ခံကစားသမားတတိယသတင်းမှာဒါနဲ့ပတ်သက်ပြီးကျွန်တော်သိချာရှင်းပြပေးမယ်အဲစပယ်ရန်လီဗန်နဲ့လီရိုင်းစာနေတို့ကိုတော့အာဆင်နယ်ကတကယ်ကြိုက်ခဲ့တာမဟုတ်ဘဲနဲ့အခုသူများနောက်ပါသွားရဆိုပေမဲ့လည်းအာဆင်နယ်အသင်းရဲ့ဒီຫນွေဦးစားပေးပြတ်မှတ်တယ်မဟုတ်ဘူးဆိုပြီးတော့ဩစတိန်ကပြောသွားတယ်အမှန်တကယ်တော့စပယ်ရန်လီဗန်နဲ့ လီရိုင်းစာနီဆိုတာကနီပန်ကတော့ဒါမန်ချက်စတာစီးတီးရောက်သွားပြီလီရိုင်းစာနီကတော့ဂါလာဂါစီးကိုပြောင်းသွားခဲ့တယ်ဒီအနေထားမှာအာဆင်နယ်ဒီကစားမတွေကိုတကယ်ထဲထဲဝင်စိတ်ပါဝင်စားစွာနဲ့လိုက်ခဲ့တာမဟုတ်ဘူးဆိုပြီးတော့အွန်စတင်ကပြောသွားတယ်ဘလို့ပဲပြောပြောဒီအနေထားမှာတော့ကျွန်တော်တို့အနေနဲ့နီကိုဝီလျံလက်လွတ်ပြီးနောက်ပိုင်းမှာသူပြောထားခဲ့တဲ့တိုက်စစ်တောင်းပန်ကစားသမားတွေမှာဆိုရင်တော့ရိုဒီကိုခဏထားလိုက်အောင်အခုကျွန်တော်တို့ကြားတဲ့အန်တိုနီဂေါ်ရွန်ကိစ္စတော့ခတ်မှာ ာလို့ဆိုပရီးမီးယားလိမှာကျွန်တော်တို့ကစားသမားခေါ်ပြခတ်တဲ့အသင်း2သင်းရှိတယ်အဲ့ဒါကအက်စတိုမီယာနဲ့နယူကာဆယ်ဒီ2သင်းလုံးကကြီး6ကြီးတွေဝင်ဖို့အတွက်စူးစမ်းနေတဲ့အသင်းတွေအဲ့ဆိုသူတို့ရဲ့ပြိုင်ဘက်အဖြစ်ကြီး6ကြီးရဲ့အသင်းတွေကစားသမားလာခေါ်တဲ့ဘက်မှာအရန်ကတ်ခဲအောင်လုပ်လို့ရှိတယ်အထူးသဖြင့်ဒီအသင်းတွေကပတ်စံလိုတယ်ဆိုတာထက်သူတို့ကကြီး6ကြီးတွေကိုအဓိကဝင်ဖို့စူးစမ်းတာဖြစ်တဲ့အတွက် player quality ကိုစုဆောင်းတယ်တောင်းတောင်းဗန်နာရေးချင်းတွေကအစတိုမီလာရောင်းကောင်းရောင်းလိမ့်မယ်။ဒါပေမဲ့နယူကာဆယ်မှာတောင်တင်းတဲ့ဘန်ဒါကြီးရှိပြီးတော့ quality player တွေကိုထိန်းချုပ်ထားတဲ့ပိုင်မှာအခု ချန်ပီယံလိဝင်ရသွားဆိုပို့ပြီးဆိုးတယ်အဲ့နျူကာဆယ်စီကကျွန်တော်ဂေါ်ရွန်သွားခေါ်မယ်လွယ်ကူနေတော့ရောက်ဖို့မရှိဘူးအသက်က24နှစ်စာချုပ်က2030တိရှိသေးတယ်2024နွေရမှာတက်တန်းတိုးထားခဲ့တာဒီလိုကစားမမျိုးအာဆီကိုသွားခေါ်မယ်ဆိုတဲ့ကိစ္စကဒါအွန်စတိန်ထဲပြောထားလို့ဒါကျွန်တော်ထပ်ဆင့်ပြီးတော့ရှင်းပြပေးတာအမေရိကန်တော့အာဆီနဲ့တိုက်စစ်တောင်းမနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဂေါ်ရွန်ရောက်လာမယ်လို့တော့မထင်ဘူးပေါ့လေအဲ့တော့ဒီကစားမတော့တပတ်ကိုပေါင်တသိန်းခွဲနျူကာဆယ်မှာရနေတယ်ကာစီယောရောင်းချပါမလား ဟိုကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်သွားမယ်တိုက်စစ်တောင်ပံကစားမှဘယ်သူရောက်မလဲဆိုတဲ့ကိစ္စတော့တိုက်စစ်မှုထက်စာရေးလက်ရှိအချိန်ကြီးကျွန်တော်တို့လည်းတွေးလို့မရသေးဘူးဗောလေဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့တောမက်ပါတီသတင်းနဲ့ပဲစလိုက်အောင်ဒီသတင်းကိုတော့ Rajesh Seven Chulu လို့ခေါ်တဲ့သတင်းထောက်စီရရတာအဲ့ဒီသတင်းထောက်စီရရတဲ့သတင်းမို့လို့မခိုင်မောင်းလို့လည်းတော့ပြောလို့မရဘူးဘာလို့လဲဆိုတော့ဒီသတင်းထောက်ကတူရကီအခြေစိုက်1.8 million follower ရှိတဲ့သတင်းထောက်သူတို့တူရကီမှာဆိုရင်တော့တကယ်ရိုမာနိုလို့ပဲနာမည်ကြီးတယောက်ပဲ တူရကီနဲ့ပတ်သက်တဲ့အခြေဆိုင်သတင်းတွေမှာဆိုရင်တော့စိတ်ချရတယ်ပြောလို့ရတယ်။သူကဘလို့ပြောထားလဲဆိုတော့တောမတ်ပါတီကအာဆင်နယ်ကနေထွက်ခွာမှာပါ။လက်ရှိအချိန်မှာအသင်းအစ်ကိုရှာဖွေနေပြီးတော့တူရကီအခြေဆိုင်ဖီနာဘာဂျီအသင်းကသူတို့ကိုချိတ်ဆက်မှုလုပ်နေတယ်။အဲဒါဆိုတူရကီအခြေဆိုင်ဖီနာဘာဂျီကသူတို့အသင်းရဲ့ကွင်းလှည့်အတွက်ပါတီကိုဒါကန့်လန့်မှုတချို့လုပ်ဖို့အတွက်ပြင်ဆင်နေဆိုပြီးသူကဖော်ပြသွားတယ်။အဲဒါဆိုဒီသတင်းထောက်ကဲ့အဆိုရဆိုရင်တော့ကျင်းတည်တဲ့ပါတီအာဆင်နယ်နဲ့စာချုပ်တက်တန်တိုးဖို့ကိစ္စညှိတာအဆင်မပြေတာဖြစ်တဲ့အတွက်ထွက်ခွာရမယ်ဆိုပြီးသူကပြောသွားတယ်။ ဘယ်လိုပဲပြောပြောဗျာကျွန်တော်ဒီသတင်းကိုတွေ့တဲ့အခါမှာဖြစ်နိုင်ပါမလားဆိုကျွန်တော်လိုက်ရှာတာပေါ့လေနောက်တစ်ချက်ကသတင်းထောက်ကလည်းဟို follower တွေအများကြီးရှိရဆိုပြီးမှကျွန်တော်တို့သိနေကြဒီဘက်က UK ဘက်ကနမကြီးသတင်းထောက်စီကတက်လာတာမဟုတ်သေးတဲ့အတွက်ကျွန်တော်တို့လည်းစိုးရင်ဒါပေမဲ့ခဲ့လိုက်ရှာကြည့်တဲ့အခါမှာတဖြည်းဖြည်းနဲ့ Arsenal ပဲရဝုံးသွားပါဒီသတင်းထောက်စီကသတင်းတွေကိုပြန်ပြန်ပြီးတော့ Twitter မှာပြန်ပြီးတွေ့လာတာတွေ့ကြတယ်အဲ့ဆိုကျွန်တော်ကတော့32နှစ်ရဲ့ဂါနာသားတော့ Arsenal နဲ့ ရေဆက်ကုန်သွားပြီလို့ပဲပြောမှာမသိဘူး။တေချာတခွတော့ပါတီရဲ့တရင်နဲ့အခုလိုခက်စစ်ထွက်လာတာလေဂျွန်30မှာကုန်မဲ့သူ့စာချုပ်မတိုင်မှာအနီးကပ်လေးပေါ့အဓိကတော့အာဆင်နယ်တို့ရဲ့နှိကွေးမှုပါပဲ။ဟိုကျွန်တော် BBC ရဲ့တရင်တပုတ်လည်းတွေ့လိုက်သေးတယ်။အဲ့ဒါဘာလဲဆိုတော့တောမတ်ပါတီအာဆင်နယ်မှာဆက်ပြီးရှေ့နောက်မှာတဲ့အိုက်တာရဲ့အဓိကကွင်းလေ3ယောက်တွဲကမာတင်အိုရီဂတ်ဒီကလရိုက်နဲ့မာတင်ဆူယီမန်ဒီဆိုပြီးပြောသွားတယ်။ဒီအချက်တည်းကြောင့်ပါတီကစာချုပ်သက်တမ်းတိုးဖို့ကိစ္စမှာပွဲကစားကွင်းနဲ့ပတ်သက်ပြီးညှိမရတာလားလောက်ခါလာတာကြောင့်လား နှစ်တူနှစ်ရှိအရေးအတွက်ကြောင့်လားဆိုတော့အာဆင်နဲ့တူနဲ့ကြားပဲသိမယ်ဖြစ်နိုင်တော့ဗျာအခုကျွန်တော်ဒီမနက်ခင်းရဲ့ဒုတိယအပုပ်ဖြစ်တဲ့ပါတီသတင်းကိုတော့သတင်းမှဖြစ်ပါစီဆိုကျွန်တော်ကိုယ်တိုင်ရဲ့ဆူတောင်းတယ်ပါတီကိုကျွန်တော်တနည်းနည်းနည်းလောက်တော့အသင်းမှာဆက်ပြီးရှိနေစေချင်သေးတယ်နောက်ဆုံးတရားဒီကိုဒဏ်ရာရနေလို့ပွဲ30ပဲကစားခွင့်ရစီအောင်ပါတီကကျွန်တော်တို့လူချင်းနဲ့ class တစ်ခုမှရှိနေတဲ့ကစားသမားပါတတိယမြောက်သတင်းတစ်ပုဒ်တော့ Athletic ကဖော်ပြထားပါလေဒါဆိုတော့လောကအနှစ်ချုပ်ထဲမှာပါတဲ့ McGuire သတင်းနဲ့ပတ်သက်ပြီးကျွန်တော်ဖော်ပြရင်းပါပါ Arsenal အသင်းက ဂေဗရီယယ်မကာဟီနဲ့ဝီလျံဆာလီဘာအယံပြစ်ခရစ်စတယ်ပေးလစ်အသင်းရဲ့ခံစားမှာအင်္ဂလန်လက်ရွေးစင်မတ်ကွေဟူကိုခေါ်ဖို့အတွက်ကြိုးစားနေပါတယ်။အာရီတာကတော်တော်လေးသဘောကျနေပြီးတော့ဒီကိစ္စမှာအာဆင်နယ်နဲ့မက်ကွေကြမှာပြဿနာတရက်ရှိနေဆိုပြီးအက်တလက်တစ်ကဖော်ပြသွားတယ်။အဲ့ဒါဘာလဲဆိုတော့မက်ကွေဟီကအသင်းပြောင်းရမယ်ဆိုရင်အဲ့ဒီအသင်းမှာပုံမှန်ပိုးထွက်ခွင့်ကစားသမားအဖြစ်ပဲသူကလိုချင်တယ်။ ဒါအာဆီနယ်နေနဲ့ဆာလီဗာနဲ့ဂေဗရီယယ်ကိုနောက်က pressure ပေးနိုင်မယ်အရန်ကစားမှဖြစ်ခေါ်မဲ့အစီအစဉ်ရဆိုရင်တော့ဖြစ်လာနိုင်ခြင်း ਨੇ ဆိုပြီးတော့ athletic ကပေါ်ပြသွားတယ်အဲ့တော့ဒီနေရာမှာပေါ့လေအာဟီတာစိတ်ကြိုက်ဘိုဟိုခန်စစ်ကစားမှတွေရှိပါတယ်အထူးသဖြင့်ဂျော်ရဲဟာတိုဒီမတ်ကွီဟီအရင်တော့ကတော့ဒင်းခုဆန်ပေါ့ဒင်းခုဆန်တော့ရီးယားရောက်ဝိုက်ထားပြီးတော့ sporting က အော့စမန်နီဒီယိုမန်နီဒီလိုကစားသမားတွေရှိရယ်ဒီကြားထဲမှာမှသူမက်ကွီဟင်းနဲ့မကြာခဏတင်းထွက်တာ2023နှစ်ကဒီသားမနဲ့တင်းကခက်စစ်စိတ်ထွက်တာကျွန်တော်မှတ်မိသေးတယ်အဲ့တော့24နှစ်ရဲ့အင်္ဂလန်သားတော့2026ခုနှစ်တိရှိတဲ့တက်တန်းကြောင့်အာဆင်နယ်တို့ကဒီຫນွေမှာတန်ကြီးတည့်ရနေမှာရော့ပြီးရမှာသူကမျောလင်းတာပထမကြုံသတင်းကြားပါလေအင်္ဂလန်သားလေးဖြစ်တဲ့ home ground player လေးဖြစ်တဲ့ crystal billie ဒီကစားသမားကိုဟိုပေါင်တန်း90နဲ့80ကြားတောင်းမှုတော့ပြင်ဆင်ထားဆိုတော့တော်တော်သိနေရ မကန်းလန်းကြတာဈေးကတော့တော်တော်လေးမြင့်တယ်အင်္ဂလန်သားလည်းဖြစ်တဲ့အချက်ပေါ့လေအသက်ကလည်း24ပဲရှိတယ်ဒါပေမဲ့နောက်ွယ်မှာခရစ်စတယ်ဘဲလီကိုတောင်းနေဆိုရင်လည်းသူတို့ကဆဲဝန်ကော်တချို့ပြန်ပြီးတော့ချဲစီကိုပေးရမှာချဲစီအသင်းဆရာနေပြီးတော့2021ခုနှစ်ကယူ23.3တန်းနဲ့ဒီသားမှပြောင်းလာတော့ကနောက်အသင်းတစ်သင်းကိုထပ်ပြီးရောင်းရောင်းချငွေရဲ့ ဒီဆဲအောင်ကော20ရာခိုင်နှုန်းကိုပေးရမယ်ဆိုတဲ့သဘောတူညီချက်ရှိတယ်။အဲ့တော့ transfer market မှာ UO 45တန်ပေါင်အားဖြစ်ဆိုရင်တန်40နီးပါးရှိတဲ့ဒီကားမောက်တော့ Crystal Palace ကတန်90နဲ့80ကြားရရင်လက်လွတ်သွားမယ်ဆိုတဲ့တချို့ report တွေတွေ့တယ်။ဒီကားမားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကြံကလေးရာသီက44ပွဲကြီးကစားထားတဲ့3ဂိုးသွင်း2လုံးဖိုင်ထားတဲ့လောလောဆယ်တော့အသေးစားဒဏ်ရာတချို့တော့ရတယ်။ ကျန်ခဲ့တဲ့ injury history ကိုကျွန်တော်လိုက်ကြည့်လိုက်တဲ့အခါမှာတော့ဒီကစားမ2020 2021တုန်းက17ရက် နားထားတာတစ်ချိန်ရှိတယ်2023 2024 8ရာသီမှာတော့86ရက်နားထားတာတစ်ချိန်ရှိဒါပဲ injury နဲ့ပတ်သက်တော်တော်လေး strong ဖြစ်တဲ့အင်္ဂလန်သားပါအဲ့တော့အိုက်တာလူချင်းမယ်ဆိုလူချင်းစရာပဲဒါပေမဲ့ဒီကစားသမားဒီ quality ဒီအသက်အရွယ်နဲ့ ဒီပြောင်းရွှေ့ကြီးလောက်သုံးရမှာလည်းဖြစ်တဲ့အတွက်အဲ့လိုကစားသမားတော့ပုံမှန်ပွထုံးရတဲ့အသင်းတသင်းကိုပဲရွေးချယ်မယ်လို့ထင်တယ်။အာဆင်နဲ့ရောက်လာနိုင်ကြရခိုင်တော့နဲပါတယ်။ဒီစီဇန်လေးကိုဒီကောက်ဝင်ကြီးပတ်ဝန်းကျင်ရဲ့ရှိုးဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်။အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်3963ကို63လုံး2ခုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်။ iBet ကိုကျကို Sport အနေနဲ့5လုံးမြင့်တဲ့ Sport တန်းစုံလို့ဆော့မယ်ဆိုတော့ရှိုးဘောလုံးမှာလာပြီးကစားဖို့ကျွန်တော်ကအကြံပြုပါတယ်ခင်ဗျာ။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုကျွန်တော်သွားလိုက်ရအောင်။ဒါတော့ debut on stage ကြီးရတာပေါ့လေ။အဲ့ဒါတော့အမျိုးသမီးအသင်းရဲ့ player ပါ။ မျိုးသမီးအသင်းအကြောင်းတွေလည်းကျွန်တော်ဂျာညက်ပြီးမကြာခဏပြောလို့ရှိတယ်။ကြံခဲ့တဲ့ဘောလုံးယာတီမှာအာဆင်နယ်မျိုးသမီးအသင်းအတွက် UEFA Women Champion League ကိုစုပ်ကူးတဲ့အခါမှာအရေးပါတဲ့ကစားသမားတစ်ဦးဖြစ် ပါခဲ့တဲ့ချာလိုကယ်ရီကိုအာဆင်နယ်တို့ကလက်ရှိအချိန်မှာဆွေးနွေးနေပါပြီ။ဒီလားကုန်ဆိုလို့ရှိရင် free agent ဖြစ်တော့မဲ့ကစားသမားကိုသူ့ကိုပိုင်ဆိုင်ထားတဲ့ Manchester City နဲ့သူအငှားရာသီဝက်လာဆော့ခဲ့တဲ့အာဆင်နယ်တို့ကတော့အပြိုင်ဆွေးနွေးနေတယ်။၃နှစ် contract နဲ့ဒီနေရာမှာဒီကစားသမားက City မှာနေရာမှာထက်စာရင်ဒီလားကုန် free transfer နဲ့အာဆင်နယ်ကိုပြောင်းလာဖို့ပုံပြီးစိတ်ဝင်စားနေတယ်။အာဆင်နယ်နဲ့ဦးစားပေးဆွေးနွေးနေကြားသိရတယ်။ contract ကတော့၃နှစ်ချုပ်မယ်လို့ကြားသိရတယ်။ဒီကစားသမားတစ်ချိန်လုံးကအာဆင်နယ် academy အတွက် 2018ခုနှစ်တည်းအာဆင်နယ်မှာကစားခဲ့တယ်။ပြီးတော့ကြံခဲ့တဲ့စောင်းစည်းဘက်ကမှအာဆင်နယ်စီရာသီဘက်ပြန်လာတယ်။ရင်းနစ်လန်ကရဲ့အသင်းမှာဥရောပပွဲစဉ်မှာတကယ်အရေးပါတဲ့ပွဲစဉ်တွေမှာခြေစွမ်းပြခဲ့။အဲ့ဒီဒီကစားမောက်ကျွန်တော်သဘောကျလေ။အဲ့ဒီ right winger ဘချန်းနေပြီးတော့ cross ball တွေထွက်တာရဲ့အင်ပြီးအပြည့်ပြေးလွှားတဲ့ speed ဘိုင်းကိုတုံးတဲ့ကစားမဖြစ်ကျွန်တော်သဘောကျတယ်။တော်တော်လေးကောင်းတယ်။အထူးသဖြင့်ပေါ့လေကျွန်တော် Real Madrid ကိုကိုယ်အိမ်ကွင်းမှာခံပတ်နိုင်ခဲ့တဲ့ပွဲစဉ်မှာဆိုသူ့ဆီကနေဖန်တီးမှုနှစ်ကြိမ်အောင်ရခဲ့တာ။ ဒီကစားသမားတော့အသက်28နှစ်ရွယ်အင်္ဂလန်သူတော်တော်လေးကိုကောင်းတာပါကျွန်တော်တော့သဘောကျတယ်ပြီးတော့ဒီအောင်ပွဲခံတဲ့လူတွေမှာဆိုရင်သူလည်းတော်တော်ကဲလို့ပြောလို့ရတယ်ချန်ပီယံလိရပြီအောင်ပွဲခံတဲ့လူတွေမှာဗောလေယာတီဝတ်လာဆော့တယ်နှစ်ကိုသိမ်းပြီးငါးလုံးဖိုင်ထားတယ်မန်ချက်စတာစီးတီးမှာအရှိဆော့ခဲ့တဲ့ယာတီဝတ်မှာဆိုရင်တော့နှစ်ကိုသိမ်းပြီးသုံးလုံးဖိုင်ထားတယ်များသောအားဖြင့်စီးတီးမှာတော့သူအရန်ကုန်နေထိုင်ခဲ့ရတာများဒါပေမဲ့အာဆင်နယ်မှာတော့နီးပြောက်ရီနေဆလန်ကအရန်အားကိုးရတဲ့တောင်မှတိုက်စစ်ကစားသမားတူကိုဖျက်လာခဲ့ဗောလေတစ်ချိန်တော့အာဆင်နယ်အကယ်ဒမီထွက် အဲ့ရနေမှာ Everton ရောက်တယ် Everton စ Manchester City ရောက်တယ်အခု free transfer နဲ့ Arsenal ပြန်ရောက်လာဖို့အတွက်ရက်အနေငယ်ပဲလိုတော့ပါတယ်ဘာပြောပါကျွန်တော်တို့ကတော့ Charlo Kelly ကိုပြန်ပြီးတော့ကြိုးဆိုပါတယ်အဲ့တော့ဒီကစားမှာတော့ Arsenal တင်းနဲ့တူမနစ်ကတော့ဒါ Women Champion League စခုထားတယ်2015ခုနှစ်တုန်းက Women League ကရထားတယ် ဒါအာဆင်နယ်နဲ့ပေါ့လေ2015 2016တုန်းက Women Africa ရထားတယ်ဒါအာဆင်နယ်စီမှာရှိတော့သူရခဲ့တဲ့အောင်မြင်မှုတွေအခုဒီကစားသမားကိုအာဆင်နယ်ကိုခေါ်ပြီးရင်တော့တကယ်ကိုထက်မြက်ပြီးတော့အသက်ကလည်း28နှစ်ပဲရှိသေးတဲ့တိုက်စစ်တောင်ပန်ကစားသမားတူကိုအာဆင်နယ်ကိုအပိုင်သိမ်းနိုင်တော့ပါကဲအဆုံးထိကြည့်ပြတော့လေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ